အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်။အဲဒီနေ့မှာဒါကျွန်တော်တို့စိတ်ဝင်စားစရာသတင်းတစ်ခုကဒါကျွန်တော်တို့အီတလီဘက်မှာတက်နေပြီဖြစ်တယ်။အဲ့တော့လာကျွန်တော်တို့ Manchester United လူငယ်တိုက်စစ်မှုဖြစ်တဲ့ Rice Blue White Land ကိုတော့လာမယ့်နေ့ရက်ဒီမှာ Manchester United အသင်းကအယောင်စီးတင်ထားပြီးသားဖြစ်တယ်ဆိုတော့အကုန်လုံးသိပြီးကြဖြစ်လိမ့်မယ်။အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုဒီညမှာဒါကျွန်တော်တို့အဲ Juventus အသင်းနေနေဒါကျွန်တော်တို့ Rice Blue White Land စိတ်ဝင်စားရဆိုတော့မနေ့ကကျွန်တော်တင်ဆက်ပေးထားပြီးဖြစ်တယ်။ဒါပေမဲ့ဒီသတင်းကလက်ရှိမှာတော်တော် ်လေးကို solid ဖြစ်လာပြီးတော့ဒီရပိုင်းအတွင်းမှာဒါကျွန်တော်တို့ Juventus အနေနဲ့ဒါကျွန်တော်တို့ Manchester United လူငယ်တိုက်စစ်မှုလေးဖြစ်တဲ့ Rice Blue White Land ကိုချက်သွယ်ချိတ်ဆက်မှုတွေကိုပြုလုပ်လာပြီးဆိုပြီးတော့ဓမာစီကရေးတင်ထားခဲ့တော့သူ့ရဲ့ဒါ vlog ထဲမှာတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဓမာစီကပြောပုံရဆိုရင်လက်ရှိမှာ Juventus ကသူ့ရဲ့လာမယ့်နေရာဒီမှာတိုက်စစ်မှုနေရာအတွက် Vlahovic ရဲ့နေရာအတွက်ဒါကျွန်တော် White Land ကိုပြင်မှတ်ထားသွားတယ်လို့သိရတယ်မှာပါတယ် White Land ကိုလက်ရှိမှာဒါကျွန်တော်တို့ Serie Club 3သင်းကစိတ်ဝင်စားနေပြီးတော့ Atlanta ရဲ့ Napoli ရဲ့ဒါကျွန်တော်တို့ Juventus ယ်စိတ်ဝင်စားနေအဲ့တော့နပိုလီအသင်းကတိုက်စစ်နေရမှာဒါကျွန်တော်ရိုမဲလူလူကာကိုဆော်ဒီအာရေဗျာသားသွားခဲ့မယ်ဆိုရင်တော့ဟွိုင်လန်ကအန်တိုနီယိုကွန်တေရဲ့တိုက်စစ်မှုဖြစ်လာနိုင်မယ်ဆိုပြီးတော့ဒါရေးသားထားခဲ့တာတွေ့ရမယ်နပိုလီအသင်းနဲ့လာမယ့်နွေရာသီမှာဒါတေချာတာတခုကသူတို့အနေနဲ့ဒါကျွန်တော်ပရီးမီးယားလိရဲ့ကစားသမားတွေကိုဝယ်ယူဖို့ကြိုးစားဖို့ရှိတယ်နပိုလီအသင်းနဲ့ခုလက်ရှိမှာယူနိုက်တက်ကဒါကျွန်တော်တိုက်စစ်မှုဒါဟွိုင်လန်နဲ့မဟုတ်ဘဲနဲ့အလာဟန်ဒရိုဂါနာချိုလိုအပ်မယ်ဆိုရင်တော့ဒါကျွန်တော်နောက်တန်းကစားသမားဖြစ်တဲ့လင်ဒလော့ကိုတောင်းအလုံးနဲ့အော် အလွတ်နဲ့ခေါ်ယူဖို့အတွက်ကြိုးစားနေဖြစ်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ပြောရမယ်ဆိုရင်တော့ United ကစားသမားဒါကျွန်တော်အသင်းမှာတိုင်ပတ်နေတဲ့ကစားသမားတွေသူတို့ရဲ့အသင်းမှာ ဒါအဝင်ဝင်ကြဖြစ်တယ်ဆိုတာကိုကွန်တီတယောက်တွေ့ဝါပုံရတယ်အဲ့တော့ United ကစားသမားတွေကိုဒါကွန်တီတယောက်စိတ်ဝင်စားအဲ့ထားပါလက်ရှိမှာဒီသတင်းကိုကျွန်တော်အဓိကပြောမှုအခုလက်ရှိဒီသတင်းကစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုရောက်လာခဲ့တာ White Land ကို Manchester United အသင်းစီကနေ Juventus ကခေါ်ယူနိုင်မယ်ဆိုတော့ confidence ကတဖြည်းနဲ့တဖြည်းတော်တော်လေးကိုမြင့်လာခဲ့ပြီဖြစ်တယ် Juventus အသင်းနဲ့ဒါကျွန်တော် White Land ရဲ့အပြောင်းအရွှေ့အတွက်ငွေသားပေးတာတဆိုင်သူတို့အနေနဲ့တခုခုဒီနေရာမှာကစားသမားထည့်သွားဖို့အတွက်စဉ်းစားလာခဲ့ပြီပြောတယ်လက်ရှိမှာ United ကတော့ရှင်းတယ်ဒါကျွန်တော်တို့အနေနဲ့အကယ်၍ Juventus ကသာစိတ်ဝင်စားခဲ့မယ်ဆိုအပြောင်းအရွှေ့ တို့လည်းစိတ်ဝင်စားတယ်ဒီနေ့မှ United ကဒါကျွန်တော်တို့ Juventus ပေးခြင်းတဲ့လူကိုယူခြင်းတာမဟုတ်ဘဲနဲ့တို့နဲ့တို့လူခြင်းတဲ့လူကိုတို့ကတတ်တတ်ဒါကျွန်တော်တို့ခေါ်ယူသွားခြင်းတဲ့အစားမှရှိအဲ့တော့ဘာဒီဘလူးဖြစ်သွားနေကြောနည်းနည်းလေးပြောအောင်အဲ့တော့ Juventus အသင်းတစ်ခုလက်ရှိမှာကျွန်တော်ဒါ Manchester United တိုက်စင်ဖြစ်တဲ့ White လည်းတရားဝင်စကားပြောဆိုမှုတွေဖြစ်ထားခဲ့ပြီးမိကျွန်တော်ဒါပြောမှာဆိုမီးအောင်ရအစိမ်းဖြစ်ဖို့အတွက်ရာဂိုင်းတုံးတော်တော်လေးကိုများနေပြီဖြစ်တယ် Rice Moore လည်းနဲ့သူ့အနေနဲ့လာမဲ့နေရာဒီမှာ United အသင်းကတိုက်စင်မှုဝယ်တော့မှဖြစ်တဲ့ကြောင့်သူ့အနေနဲ့နေရာမရဘူးဆိုတော့တေချာတော့တည်နေဖြစ်ကြောင်းဘုကသာသမားအနေနဲ့ လာမယ့်နွေရာသီမှာအသင်းကထွက်ဖို့ပြင်ဆင်နေတယ်။ Juventus ကလည်းဒါကြီးကိုကောင်းကောင်းနားလေတောင်ခေါ်ဖို့အတွက်ပြင်ဆင်နေတယ်။ Juventus နှစ်ခုလက်ရှိမှာ United တောင်းတဲ့စီးဖြစ်တဲ့ White Land ကို Euro 340နဲ့50ပတ်ချလဲကြလုံးဝပြေးဖို့အတွက်အစီအစဉ်မရှိဘူး။အဲ့တော့ငွေမပေးဘဲနဲ့ဘာလို့မလဲသူတို့အနေနဲ့သူတို့ရဲ့ဒါကစားသမားတစ်ယောက်ကိုထည့်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဲ့ဒီကစားသမားကကျန်တဲ့ကစားသမားမဟုတ်ဘူး။တစ်ချိန်က Aston Villa ရဲ့ Queen လဲမှာကစားခဲ့ဘူးပြီးတော့ဒါကျွန်တော် တပ်ပုံရိုက်ပြီးတော့ဘဒူကိုဘဒူမှန်းမသိခဲ့ကစားသမားတယောက်ပဲအဲ့ဒါက Douglas Lewis ဖြစ်တယ်။လက်ရှိမှာ Juventus အနေနဲ့သူတို့ရဲ့ဒါကွင်းလေကစားသမားဖြစ်တဲ့ Douglas Lewis အနေနဲ့ဒါကျွန်တော်တို့ White Line ရဲ့အပြောင်းရွှေ့မှာတစည်းတစည်းစားအနေနဲ့ထည့်သွားဖို့အတွက်မျှော်လင့်နေ။ဒါ White Line ကိုဒါကျွန်တော် Euro United အနေနဲ့ Euro 30တက်မှတ်ထားတဲ့အတွက်ကြောင့်မလို့ဒါအကယ်၍သာ United အသင်းကဒါကျွန်တော်လက်ခံခဲ့မယ်ဆိုရင်တော့မှ White Line Plus ငွေသားတော်တော်များများနဲ့မှဒါလက်ခံမှုရှိတယ်။ Juventus ကတော့ရှင်းတယ်။ဒါကျွန်တော်တို့သူတို့အနေနဲ့ဒါကျွန်တော် Douglas Lewis ကို Euro 35တန်းစီးတက်မှတ်ထားပြီးတော့ Douglas plus lewis plus ငွေသား၅တန်းပုံစံမျိုးနဲ့ဒါ white land ကိုကန်လန်သွားဖို့တဲ့စီစဉ် United ကဒါကိုချက်ချင်းဆိုသူညှိပက်ဖို့ရှိပြီးတော့လက်ရှိမှာ United အသင်းနဲ့ Douglas Lewis ကို Euro 25တန်းလောက်ပဲတန်တဲ့ကစားသမားတစ်ယောက်နဲ့သတ်မှတ်ထားတယ်။အကဲကန်လန်မယ်ဆိုရင်တော့မှ white land plus ငွေသား Euro 10တန်းနဲ့25တန်းပတ်ချာလဲဝိညာဉ်ကြားလောက်နဲ့ကန်လန်စီခြင်းတယ်။ဒါမှမဟုတ် United ကလက်ရှိမှာလေတယ်ဗျ။သူတို့အနေနဲ့ဒါလက်ရှိဒါကျွန်တော်ဒီနေ့ရဲ့ဟို ယူဗင်တက်စ်ရဲ့ဒါ break through ကစားသမားတစ်ယောက်ဖြစ်တဲ့ကစားသမားနဲ့ဒဲလဲမလာဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ကဖြစ်သွားနိုင်တဲ့မှာလဲပါတယ်အဲ့ကစားသမားကျန်တဲ့ကစားသမားတော့မဟုတ်ယူဗင်တက်စ်ရဲ့ရရှိကစားသမားဖြစ်တဲ့ယူဒစ်ပေါ့နော်ဒါကျွန်တော်တို့ဒါတူရကီကစားသမားလေးဒါကျွန်တော်ယူဒစ်အနေနဲ့ဒါနံပါတ်10ပေါ့နော်ဒါကျွန်တော်တို့တော်တော်လေးသဘောကျပါဘူးဆိုလက်ရှိမှာဒီနေ့ series A ရဲ့ team of the year မှာတော့ပါလာနိုင်တဲ့ chart လေးဖြစ်တယ်အဲ့တော့ဒီကစားသမားကအခုလက်ရှိမှာ2005ခုနှစ်ဘွားဖြစ်တဲ့အသက်20ပဲရှိသေးတယ်ဒီနှစ်မှာလဲဒါကျွန်တော်တို့တည်ကြတဲ့အတိုင်းပဲတော်တော်လေးကိုကောင်းနေပြီးတော့ဒါကျွန်တော်တို့ win တပြော့မစနီယာဆိုဆော့နေတယ်ဗောနော်မက်သူးရဲ့ခွန်နာပုံစံမျိုးအဲ့တော့ ယူဗန်တက်စီကနေပြီးတော့မန်ချက်စတာယူနိုက်တက်ကတော့ရှင်းတယ်။ white line ကိုမင်းတို့ပတ်စံပို့ပေးကြမှာခုနပတ်စံလမ်းပေးကြမှာ white line နဲ့ငါတို့ Udis နဲ့ဒဲလဲမလားဆိုတဲ့ပုံစံမျိုးနဲ့ဒါတရားဝင်ကန့်လတ်မှုရှိတယ်။ Udis ကလည်းလည်းခုလက်ရှိမှာဒါကျွန်တော် market value ရာ euro 45တန်ရှိရတဲ့ကြောင့် white line ဈေးနဲ့ဆိုရင်တိတ်တော့မကွာမဲ့နေတာမှရှိတယ်။ဒါကတော့ Juventus ဘက်ကနေလက်မခံမဲ့နဲ့ Udis က3ရဲ့အနာဂတ်အတွက်အရေးကြီးဆုံးကစားသမားရဲ့တယောက်ဖြစ်ပြီးတော့ဒါ2024ကမှဒီကစားသမားကိုဒါစာချုပ်သက်တမ်းရာတိုးထားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီကစားသမားကိုဘောနော်ဒါကျွန်တော်ဘလို့မျိုးကင်တွေတော့ တို့စိတ်ဝင်စားအဲ့တော့ United အသင်းအနေနဲ့လာမယ့်နေရာဒီမှာတို့အနေနဲ့ White Land ကိုတော့ဒါတို့ရဲ့ပတ်စံရနိုင်မယ့် budget တွေကတခုအနေနဲ့တတ်မှတ်ထားရတယ်မှာပါအဲ့တော့ United တို့ကတော့တော်တော်လေးကိုဒါကျွန်တော်တို့ mic တဲ့ situation တခုဖြစ်လာပြီလို့ပဲကျွန်တော်အနေနဲ့မြင်တယ် United အသင်းနဲ့ဒါကျွန်တော်တို့လာမယ့်နေရာဒီမှာကစားသမားအယောင်းတွေကကြီးပြောတာ Euro တန်းတရာလောက်အ ਨੇ ဆုံးရဖို့အတွက်တေချာတလောက်ရှိနေပြီလို့ပြောလို့ရမယ်တယ်မှာပါတယ်အဲ့ဒါကလက်ရှိမှာဘာလို့လဲဆိုတော့နည်းနည်းလေးထပ်ပြီးအဲ့ဒါလုပ်မယ်ဒါ white line မဟုတ်ဘဲနဲ့ United အသင်းနဲ့လာမယ့်နေရာဒီမှာ market ratio ကို Aston Villa အသင်းကသာမခေါ်ခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ဒီချက်ပတ်စံပို့ရမယ်လို့ United အသင်းကမျှော်မှန်းထားတယ် market ratio ဒါမမဲ့ရ Aston Villa အသင်းနဲ့ဒါခေါ်ယူခြင်းနဲ့ဆိုရင်တော့ပေါင်တန်း40ပတ်ချာလေဝင်ကျင်ကြတယ်အပိသက်ခေါ်ယူပိုင်ခွင့်နဲ့စာချုပ်ချုပ်ခဲ့တာဖြစ်တယ်လက်ရှိ ှိမှ Aston Villa အသင်းက Champion League မဝင်ခဲ့ဘူးဆိုတော့သူတို့အနေနဲ့ Market Rush ကိုခေါ်ယူနိုင်မယ့်အနေအထားမှာမရှိဘူး။ဘာကြောင့် Market Rush ရဲ့ဒုက္ခလစာကမြင်မာလို့နဲ့အတွက်ကြောင့်မို့တာခေါ်ယူနိုင်မယ့်အနေအထားအဲ့တော့ Market Rush ကလည်းလက်ရှိမှာရှင်းတယ်။သူတို့အနေနဲ့ဒါကျွန်တော် Manchester United အသင်းနဲ့အနာဂတ်မရှိဘူးဆိုတာသိကြရတဲ့ကြောင့်မို့လားမယ့်နေရာဒီမှာဒါကျွန်တော်အသေးပြောင်းမှုတွေပြင်ဆင်လာခဲ့တယ်။ Market Rush ကို Manchester United အသင်းအနေနဲ့အခုလက်ရှိမှာပေါင်တန်း40ထက်ပိုရနိုင်မယ်လို့သူတို့အနေနဲ့ confidence ရှိသွားခဲ့ပြီ။ Aston Villa အသင်းမှာပြတ်တာတဲ့ခြေစွမ်းကြောင့်မို့တာ Manchester United အသင်းနဲ့လာမယ့်နေရာဒီမှာ အဲ့ဒါကျွန်တော်တို့အကယ်၍သာ Aston Villa သင်္ကသာ Rashford မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့အခုလက်ရှိသတ်မှတ်ထားတဲ့ဈေးသန်းနဲ့9သန်းနဲ့10သန်းကြားပိုရနိုင်မလို့ United သင်္ကမျှော်မှန်းတယ်။အကယ်၍ခုနအခုလက်ရှိမှာဒါကျွန်တော်တို့ Market Rashford ရဲ့ agent ကိုလည်း Barcelona ကတောက်လျှောက်ဆွေးနွေးနေပြီးတော့အကယ်၍ Lamine Lloyd ဒီမှာသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Ferran Torres အဓိကကစားသမားပဲဟုတ်မယ်ကစားသမားရဲ့တယောက်ဖြစ်တဲ့ Ferran Torres ကအသင်းကနေထွက်ခွာသွားခဲ့မယ်ဆိုရင်တော့ဒါကျွန်တော် Manchester United အသင်းစီကနေပြီးတော့ဒါကျွန်တော်တို့ Barcelona အသင်းကနေပြီးတော့ဒါ Market Rush ကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ဒါပေမဲ့ United အသင်းကခုနတောင်းဆိုတဲ့ဈေးကကျွန်တော် Barcelona လိုအသင်းမျိုးအတွက်ကခက်ခဲမဲ့နေထားမှရှိတယ်။အခုလက်ရှိမှာတော့တို့အနေနဲ့ဒါကစားသမားမှတ်ပုံတင်မှုအတွက်လာမယ့်နေရာစီမှာခက်ခဲမှာမဟုတ်တဲ့ကြောင့်ဒါကစားသမားတွေရောင်းအောင်ဘူးအခြေအနေမှာရှိတယ်။ United အသင်းကိုခုနလက်ရှိမှာ Foreign Tourist အလိုမရှိတဲ့ဒါကျွန်တော်တို့တို့အနေနဲ့တို့အသင်းမှာအဆင်မပြေတဲ့ကစားသမားကို United အသင်းစီကိုကစားသမားလေးလေးပုံစံမျိုးနဲ့လည်းထိုးပေးဖို့ရှိတယ်။ဒါပေမဲ့လက်ရှိမှာ Market Rush ကိုတော့စိတ်ဝင်စားဖို့ကောင်းတာက Bayern Munich ကစိတ်ဝင်စား ားနေတယ်။ဘာကြောင့်ဒီလိုပြောရလဲ? Search Canabrio Levi's စာနေကိုလာမဲ့နေရာဒီမှာထွက်မဲ့ Bayern Munich တင်းနေတယ်။သူတို့ရဲ့တောင်းပန်မှာအားတစ်ခုလိုနေတာအမှန်ပဲ။အ Bayern Munich ကလက်ရှိမှာ Manchester United လာမဲ့နေရာဒီမှာတိုက်တောင်းပန်နှစ်ယောက်ကိုစိတ်ဝင်စားနေတယ်ပေါ့နော်။ဒီတောင်းပန်တစ်ယောက်မှာပထမဆုံးတစ်ယောက်ကဒါ Market Ratio ပဲ။ Market Ratio သူတို့အနေနဲ့ပတ်စံလဲပြီးနိုင်တယ်။အသင်းမှာဒါကျွန်တော်အဆင်ပြေနိုင်မဲ့ကစားသမားတယောက်လည်းယူဆတယ်။ငွေတွေကဒါကျွန်တော် Kane လိုကစားသမားမျိုးရှိတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီကစားသမားက United အသင်းစီပါဒါအင်္ဂလန်ရဲ့ပြည်သက်တွေကိုဆွဲခေါ်နိုင်မယ်လို့ယူဆတယ်။နောက်တစ်ယောက်ကဒါ Anthony ပဲ။ Anthony ကိုကူလ က်ရှိမှာဘိုင်ယန်မြူးနဲ့တင်ကလာမဲ့နေရာဒီမှာခေါ်ယူနိုင်မယ်ဆိုပြီးသတင်းတွေတော်တော်လေးကိုတက်လာတွေ့ရမယ်ဟိုနေ့ကဆိုဒီ BILD ပေါ့နော်ဘောက်ကကိုတိုင်တင်ထားတာဖြစ်တဲ့ကြောင့်မတော်တော်လေးကိုစိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါအန်တိုနီကိုအကဲဘိုင်ယန်မြူးနဲ့တင်နဲ့ခေါ်မယ်ဆိုရင်တော့ယူရိုတန်း40နဲ့55တန်းပတ်ချလဲဝင်းညင်ကြနဲ့ရလောက်နိုင်တဲ့အတွက်ကြောင့်မို့ဘိုင်ယန်မြူးနဲ့တင်နဲ့စိတ်ဝင်စားနေတယ်ဘိုင်ယန်မြူးနဲ့တင်နဲ့ခုလက်ရှိမှာလီရိုက်စာနေဒါကျွန်တော်တို့ဆာ့ချ်ကနဘရီတို့ထွက်သွားမှာဖြစ်တဲ့တော့ဒီနေရာမှာစာနေဦးဆိုရပါဆို အန်တိုနီတယောက်ဒါအလုတ်ဖြစ်သွားနိုင်မယ်သူတို့ကိုသူတို့ယူဆိုင်အဲ့တော့ယူနိုက်တက်ကလာမက်တူရန်ဒီမှာဒါကျွန်တော်တို့တေဂျာတခုကကစားသမားအယောင်ကနေပါပတ်စံတော်တော်များများရဖို့ရှိတယ်။မာကာရရှုကလည်းအခုလက်ရှိမှာပြူတိုင်းကြိုင်နေအန်တိုနီတယောက်ကလည်းရှိမှာရီယယ်ဘတ်တစ်ကိုတိုင်းကလည်းလာမင့်တွေရဒီမှာစံချိန်တင်ပေးသူတို့ရဲ့ဒါသူတို့တော့ဘောနော်သူတို့တော့စံချိန်စီ ပေးပေးပြီးတော့ခေါ်ဖို့အတွက်လည်းပြင်ဆင်အဲ့တော့ United ကလက်ရှိအငှားထွက်တာကစားသမားမှာဒါဘယ်သူမှပြန်ဘယ်သူမှတည်စီရှာရှာမလို့ကျင်တာကဆန်ချိုတယောက်ပဲရှိတယ်ဆန်ချိုတော်မှာအခုလက်ရှိမှာ Conference Leader Chelsea ရခဲ့ပြီး Champions League ဝင်သွားခဲ့မယ်ဆိုတော့အဖြစ်တစ်မျိုးတစ်ပုံပြောင်းလဲနိုင်မယ်ဆိုတော့တတိယနေ့တော့ရှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါဒါကတော်တော်ကြီးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုပဲလို့ပြောရင်းနဲ့ပဲကျွန်တော်တော့တော့ကြည့်ပါအောင် Follow ပွဲတွေကိုကြည့်ရှုကျင်တယ်ဆိုရင်တော့ Youth Sport Media 3 Point ဆိုတော့ ਨੇ TV Voice တို့မှာကျင်းလို့ဆင်ပေါအောင်ကြည့်လို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလေ Youth Sport Media 3 Point ဆိုတော့ ਨੇ TV Voice ီဒီယိုရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်နဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment နေတဲ့မှာလေး youth sport media 3.0နဲ့ TV4U ရဲ့လင့်လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါလို့ဗျမြန်မာကလစ်မှာမမြင်နိုင်မှာဖြစ်ပါတယ်အားလုံးကြွယ်ကြွတူပါတယ်ကျွန်တော်နောက်မှအေးစိတ်တွေ့ကြတာပေါ့ဒေးပါဗျ